ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးဘောမချန်ကနေကြိုဆိုပါရစေ။အာဆနယ်ကွင်းမှာကစားတဲ့ Champions League Semi-final ပရမကျော်ဖြစ်တာ PSG နဲ့ကစားတဲ့ပွဲမှာအာဆနယ်ကအိမ်ကွင်းမှာ1-0ဆိုတဲ့ရလဒ်နဲ့ရှုံးနိုင်သွားတယ်။ဆိုတော့ PSG အတွက်တော့အဝေးကွင်းထိလာပြီးတော့ဒါအနိုင်ရလဒ်ယူထားနိုင်ပြီဆိုတော့ဒုတိယကျော်အိမ်ကွင်းမှာကစားမယ့်ပွဲမှာတော့သူတို့မှာအားသာချက်တည်းတပုံကြီးနဲ့ကစားရမှာပေါ့လေ။ပရိသတ်တွေရဲ့ဘယ်လိုပြောလဲကိုယ့်အိမ်ကိုယ့်အိမ်ကွင်းမှာကစားရတာပရိသတ်တွေရဲ့ဘယ်လောက်အရေးပါတယ်လဲဆိုတော့ဒီနေ့အာဆနယ်ပွဲကမြင့်မြင့်တက်တည်ပဲ။ တို့ပထမဆဆချင်းအထာနီးနေတဲ့အာစနီယာနောက်ပိုင်းမှာပရိသတ်တွေရဲ့မနောကွင်းတွေကကျွန်တော်အော်ဒန်နီနဲ့တူတူပြန်လာနိုင်တာပြဿနာက PSG ပရိသတ်တွေကလည်းလူနည်းစုသားပြောတာဒါပေမဲ့တဝင်းလုံးနီးပါးကိုဒီကောင်းလေးတပွဲလုံးနီးပါးဒီကောင်းလေးအတန်ကြီးကြီးပဲအဲ့လိုနဲ့ပေါ့နော်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲအင်ရှင်အာသာချက်ကတော့အများကြီးစကားပြောတယ်ပေါ့ဗျာဆိုတော့အာစနီကအိမ်ဝင်းမှာ1-0ဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါဒီရှုံနေသွားတယ်ဆိုတော့ဒီနေရာမှာပွဲမစခင်ကတော့အများစုပေါ့နော်ဟိုကျွန်တော်ထင်သားကြလို့ပဲ ်ပီအက်ဂျီမှာကလည်းဒီကွင်းလယ်နဲ့ပတ်သက်လို့ရှိရင်အာဆင်နယ်နဲ့ရှင်တဲ့အခါမှာကွင်းလယ်မှာကစကားအများကြီးပြောတယ်သူတပြင်းတော့အာဆင်နယ်ကစားမတွေမှာက physicality ကျွန်တော်တို့ကောင်းနေ ပြီးလို့ရှိရင်နီးစနစ်ပိုင်းကလည်းတော်တော်ကောင်းနေကွင်းလယ်ကစားမတွေပီအက်ဂျီမှာကတော့ကျွန်တော်တို့နေ physicality ကောင်းတာဆိုလို့လူသေးပေမဲ့ပေါ့နော်ဂျောင်းနီးပဲထောင်ထောင်မောင်မောင်တကောင်လောက်ရှိကြဒီ Fabian Ruiz တို့ဘာလို့ဆိုလို့ကျင်တော့သူ body နေထားကိုကျွန်တော်ကြည့်မဆိုးဘူးဒါပေမဲ့တကယ်တကယ်ဂျူဝဲစပိုင်းနေမှာလုံးဝကျွန်တော်အဆင်ပြေဘူး ဂျာအိုပီတင်ညာကတော့ကျွန်တော်အနေနဲ့ position ကိုနဲ့ပွဲရဲ့ tempo ကိုလုံးဝထိမ့်ပြသွားတဲ့ကစားမဆိုတော့ဒါလည်းသူပထမဆုံးမဟုတ်တော့အန်ဟောစရာတော့မရှိဘူးပေါ့နော်အဲ့လိုမျိုးနဲ့ပြေကြီးကကွင်းလေကိုအသာစီးယူနေတာဒါမှမဟုတ်ပေါ့နော်ကျွန်တော်အာဆင်နယ်ကဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့က rhythm ပြန်မှန်လာပြီးတော့ဟို pressing နေမှာဆိုလို့ချင်းလည်းပဲပူပြီးတော့ထိရောက်မှုတွေကျွန်တော်ရှိလာတယ်ကစားတဲ့နေရာမှာလည်းအပိုင်ခွင့်ရေးတွေဖန်တီးလာတယ်ဒီလိုမျိုးတွေနဲ့အချင်းကြီးကောင်းတော့မလို့ကောင်းတော့မလို့နဲ့အပိုင်ခွင့်ရေးတွေရရင်နဲ့အတော့မချနိုင်ပြန်တယ်သူတို့ရှုံးသွားတာပွဲဆက်ဆာချင်းမှာတော့ကောင်းတော့ဆက်ဆာချင်းဒီ ပြည်ကြီးရဲ့ဘက်ကဂူးစာသွင်းတဲ့အခါမှာတော်တော်လေးကိုအချင်းကြီးကောင်းသွားတာသူတို့ပြင်ကန်သွားတဲ့လုံငါပြဘယ်လိုပြောမလဲအဲ့လုံမှာတော်တော်ကိုကောင်းတာဒမ်ဘီလီကတော့ဒီဘက်မှာ injury ထိသွားပြီးတော့သူဘာကူလာနဲ့လဲလဲရတယ်ဘောနောဒါပေမဲ့၄မိနစ်မှာတင်ဥဆောင်ကိုသွင်းတယ်၄မိနစ်မှာတင်ကျွန်တော်ဥဆောင်ကိုသွင်းတယ်အဲ့ဒီရလာတဲ့ဂူးမှာဆိုလို့ရှိရင်ပြေကြီးရသွားတယ်ပေါ့တော်တော်ကောင်းနေပြနော်အကုန်လုံးကဟိုလူပိလူပတ်ပိစော့ကြရင်ねအဲ့လုံကကျွန်တော်ဂိုးရသွားတာအာဆင်နယ်နေနဲ့ဂျားထဲမှာဘာအင်တာဆက်ပြင်းဘာဘာဖြတ်ယူတာဘာမှန်းကိုကျွန်တော်မလုံနိုင်လိုက်ဘူး တော်တော်ကိုကျွန်တော်တို့ကောင်းတာဒီ PSG ကစားသွားတာအဲ့ဒီရတဲ့အလုံးမှဆိုအဲ့ဒီနောက်ပိုင်းမိနစ်30အထူးသဖြင့်တော့မိနစ်30နောက်ပိုင်းမှာမှဒီအာဆင်နယ်နေနဲ့ပြန်ပြီးတော့ပွဲကိုထိန်းနိုင်လာတာ ပြန်ပြီးတော့တုံ့ပြန်နိုင်လာတာပေါ့နော်ဟိုအရင်ကတော့ PSG ရဲ့ထိန်းချုပ်မှုအောက်မှာပဲသူကသွားနေရတာနောက်ပိုင်းတော့အာဆင်နယ်ပူကောင်းလာတဲ့တန်ပူပူမြင့်လာတယ်ဟိုအဓိကဒီညပွဲရဲ့ပြဿနာတွေကကျွန်တော်တို့နှစ်သင်းစလုံးမှာပဲအာဆင်နယ်တင်းတင်းနဲ့တော့မဟုတ်ဘူးဒါပိုင်ခွန်ကြီးတွေတို့ဒါတော့မချနိုင်ကြဘူး။ဒါတော်တော်လေးစကားပြောတယ်ဗောနော။ဆိုအာဆင်နယ်အင်ရှင်ဘက်ကကျွန်တော်စကြည့်ရရင် အာဆင်နယ်မှာဒီနေ့ပွဲစဉ်ဂိုးပေါက်ကန်သွင်းတာကျွန်တော်၁၀ချိန်ပဲကျွန်တော်ရှိတယ်။ဒါပေမဲ့လို့သူတို့ဂိုးပေါက်တိတ်တာ၅ချိန်ကြီးရှိတယ်။အဲ့ဒီတွေကအပိုင်အခွင့်အရေးတွေကိုကျွန်တော်ကာကွယ်သွားတဲ့ဒိုနာရူမာကတော်တော်ကို quality ပါ။တော်တော်ကိုကောင်းတာကျွန်တော်ဒီမာတီနယ်လီရဲ့ကန်တဲ့လုံးတို့နော်လီယန်ဒိုထရော့ဆာတို့ကန်တဲ့အလုံးတို့ဒီလုံးနေဆိုလို့ရှိရင်ဗျာတကယ်လုံးဝကန်ကြအကောင်းနေကန်ကြအကောင်းနေဆိုတော့ဟိုသူ့ရဲ့ဘယ်လိုပြောမလဲလက်လက်တန်ရှိခြေတန်ရှိနဲ့အမှန်ကန်ကာသွားတာဒိုနာရူမာ positioning နေမှာလဲတော်တော်လေးကိုကောင်းနေပေါ့နော်အဲဒါကြောင့်ကျွန်တော်အနေနဲ့ ီဘယ်လိုပြောမလဲဒိုနာရူမာရဲ့ကာကွယ်မှုတွေကြောင့်အာဆင်နယ်ဒိုနာရီနစ်နာခဲ့ရတာတချို့လုံနေဆိုလို့ကျွန်တော်လူတို့ဂျွန်နီတာပါတော့ဒီမယ်ရီနိုတို့ပါတော့ဂိုးသွင်းတယ်ဒါပေမဲ့လူဂျွန်နီကလေးကျွန်တော်ဂိုးမရဘူးဆိုအာဆင်နယ်အတွက်အဓိကပြဿနာကအပိုင်အခွင့်အရေးတွေအသုံးမချနိုင်တဲ့ပြဿနာပဲသူတို့လည်းပဲလားဆိုတော့လည်းမဟုတ် PSG မှာလည်းအဲ့လိုပဲဒမ်ဘီလီရဲ့စောစောစီးစီးအလုံးကြောင်းတာပေါ့နော် PSG နဲ့နောက်ပိုင်းမှာမနေဘူးသူတို့ပြန်ဆော့သွားတာဟိုဆက်တဲ့ချိန်ဒီသူတို့ဂိုးပေါက်ကန်တူမှုရတယ်ဒါပေမဲ့သူတို့၄ချိန်မြောက်ဂိုးပေါက်တဲ့တယ်ဒီနေရာမှာဟိုဒုတိယပြန်မှာလူသားဝင်လာတဲ့ကွန်ဆာလိုရာမို့စ်ဘားဒန်မှန်သွားတဲ့အလုံးမပါဘူးပေါ့နော် ကွန်ဇာလိုရမ်ဘိုစ်ကလည်းအဲ့ဒီလုံကိုကျွန်တော်နားမလည်ဘူးဗျာ။ဘာလို့မြန်ခြေထိတ်နဲ့ထိုးလိုက်ရတယ်လို့။နော်။ဟိုမထင်မှတ်တဲ့ကံကြက်မျိုးဆိုတော့တွားတာတော့မှန်တာပေါ့။ဒါပေမဲ့လည်းလို့ဘားနဲ့ညီကိုမှန်သွားတယ်။ဒါကြတဲ့အဲ့လုံကတည်တည်ချာချာသာလုံမယ်ဆိုရင်တည်တည်ချာချာသာလုံမယ်ဆိုလို့ရှင်မြန်ကိုကရကိုရတယ်။ကိုကရကိုရတယ်။သူတိုက်စစ်မှုတယောက်နေနဲ့အဲ့လိုအန်ကင်မှာကျွန်တော်ကျင်းနေအောင်ခက်ခဲနေအောင်ထင်ရပြီ။တိုက်စစ်မှုတယောက်တွေကမင်းအဲ့ဒါမျိုးကဂူဂူနေရမှာ။ဆိုတော့ ဒါကိုကြည့်မယ်ဆိုရင်ဘာကြောင့်မြင်ပေါ့နော်တိုက်စင်မူနေရာမှာလူစမန်ဒမ်လီကိုကြော်ပြီးတော့နေရာမရလဲကျွန်တော်ကောင်းကောင်းတွေးနိုင်နေဗျာခြေတွေကြီးနဲ့ထိုးပလိုက်တာဘာနဲ့မှန်ပြီးတော့ထွက်လာရောအဲ့ဒီမတိုင်ခင်မှာဆိုလို့ရှိရင်လည်းဘရက်ဒလီပါကူလာတို့ပါတို့အပိုင်ခွင့်ရေးတွေကျွန်တော်ယူရတယ်ဘေးကကတ်ထွက်သွားတယ်နော်ခွာတာတို့ပါတို့ကန်ဂျက်တီထောင်းတက်သွားတာတွေကျွန်တော်ရှိတယ်ပြီးလို့ချင်းဒူဝေတို့ပါတို့ရဲ့ကန်ဂျက်တီလုံးဝအာဆင်နယ်မိနစ်အစောပိုင်းမှာဂူလမာဒေးဗစ်ရာယာပုတ်သွားတာတွေကျွန်တော်ရှိတယ်ဆိုတော့ PSG ဘက်မှာလည်းတော်တော်ကိုအန်ဒီရဲ့များတဲ့အလုံးတွေရခဲ့တာ နော်ဒါဗစ်ရာယာကောင်းတာလို့ PSG တိုက်စစ်ကအသုံးမချနိုင်တာလို့ ਨੇ တိုင်ပတ်သွားတာဆိုတော့ PSG အနေနဲ့ဒုတိယအကြုံမှာသူတို့ဒါမျိုးသွားလို့လို့မရဘူးဒီနေရာမှာဝမ်းစည်းဆိုပေမဲ့လို့ဗောနော်တရားနာတစ်ခုက PSG လုံးဝပွဲပြီးတယ်လို့နော်ခံယူလို့မရဘူးကျွန်တော် watch တော့မှပြောသလိုပဲ PSG နဲ့ Liverpool တင်းကန်တော့ကဒီတိုင်းပဲ Liverpool တင်းဟာ PSG ကွင်းမှာလာပြီးတော့ဝမ်းစည်းဆိုရကြတဲ့နဲ့သူတို့အနိုင်ယူပြသွားတာသူတို့ဗောနော်အဲ့တုန်းကဆိုလို့ရင် PSG ရဲ့ဘက်ကတစ်ဖက်သက်ဖိအားပေးတာကိုသူတို့ခံရတာ ဆိုတော့ PSG လေပောက်ကွင်းလည်းကျွန်တော်ရောက်ရောโอเคလေပောက်တင်းက9မီပေါ့နောက်ဆင်းတက်ပြီပေါ့เนาะလေပောက်ကွင်းမှာတော့အဲ့လိုမရဘူးပေါ့တကယ်လည်းပဲလေပောက်တင်းကအမှန်ကန်ကောင်းအောင်ကစားတာပြည်တနာက PSG ပဲဘက်ကရတဲ့အခွင့်အရေးတွေကိုအသုံးချရင်းနဲ့ပြည်တယ်မလားအဝေးဝင်းမှာနိုင်ထားလို့เนาะမင်းတို့အေးအေးဆေးဆေးမဖြစ်ဘူးဆိုတာပြသွားပြီးတော့အချိန်ပိုပြီးမိနစ်120တွေပြီးလို့ရှိရင်ဟိုပင်နေဒီတွေအဆုံးပြည့်နဲ့ PSG ကတက်လာဆိုတော့ Arsenal လည်းအိမ်ကွင်းမှာကျုံးနေထားတယ်ဆိုပေမဲ့လည်းအဝေးကွင်းမှာဘာမှမလုပ်နိုင်တော့ဘူးလို့ကျွန်တော်တွေးလို့မရဘူးဆိုတော့ PSG အဘက်ကကျွန်တော်ကြည့်ရင် ပွဲမပြီးသေးဘူးပေါ်ဆလို့မရသေးဘူး 1C ဆိုတဲ့အတွက်ဘာမှမဆိုဖြစ်နိုင်ဆိုရင်ရှိသေးတယ်ဆိုပြီးတော့ PSG ဘက်ကကျွန်တော်တွေးနေမှာကိုကျွန်တော်ရမှာဒါကပေါ့နော်ဒါ PSG နေနဲ့ဒုတိယကြောင့်မှာဘယ်ကစားမတွေပါတယ်ဘယ်လိုမျိုးပြန်ပြီးတော့သူတို့တွေပါလာမလဲဘယ်သူတွေကိုလက်ရှိမှာအနားပေးမလဲကြည့်ရမယ် PSG ကသူတို့ကအကောင်ဆုံးပွဲထွက်လူစဉ်17ရောင်းနဲ့သူပွဲထွက်ပြီးတော့လူစားတွေကိုကျွန်တော်စောစောစီးစီးတွေအများကြီးတွေလဲလို့မရှိဘူးဒမ်ဘီလီတို့ပါတော့ထိခိုက်မှုတွေရှိသွားတော့သူတို့လဲလဲရတယ် နော်ဒမ်ဘီလီလည်းကျွန်တော်ကြည့်နေတာအဲ့ဂိုးသွင်းပြီးတဲ့အခါအဲ့တလွတ်တပွဲလုံးဘာမှထူးထူးခြားခြားမလုပ်နိုင်ခဲ့ဘူး။ဒူဝေတို့ဘာလို့ကစားသွားတာတော်တော်လေးကောင်းတယ်။ဒါပေမဲ့လို့အပြောင်းလဲဖြစ်ဖို့အတွက်သူတိုက်စင်မှုလိုချင်တဲ့နေတာမှာကွန်ဆာလိုရမော့စ်ကသူထည့်တယ်။ဂျောင်းနီဘက်စ်တို့ဘီတင်ညာတို့ရူဝီစ်တို့တော်တော်လေးကောင်းတယ်ပေါ့နော်။ဟာကီမီကတော့အဝါကက်ကလည်းဗျဒိုင်လူကြီးကလည်းပေးရမယ့်လုံးကိုပေးမပေးဘူး။မပေးရမယ့်လုံးကြီးကြတော့ပေးတယ်။အဲ့လိုမျိုးတွေဖြစ်နေတယ်။တော်တော်တိုင်ပက်ပါတယ်ဒီလား။ဆိုတော့ကြောင့်ကျွန်တော်တွေးကြည့်ရရင် PSG အတွက်တော့ပေါ့နော်သူတို့ကလီဂူဝမ်ပြင်သစ်လီဂူဝမ်နဲ့သူတို့ကဖလားရသွားပြီးပြီဆိုတဲ့အခါကျတော့ကျွန်တော်ဘာမှစိတ်ပူစရာမလိုတော့ဘူး။ အိမ်ဝင်းမှာအာဆင်နယ်ကိုနိုင်ပြီးတော့ဘူလူဘဲကိုချန်ပီယံစလိမှာတတ်နိုင်မှုပဲကျွန်တော်ကြည့်ရမှာနော်ဆိုတော့ PSG ဒုတိယကြော့ပေါ့နော်ဘယ်လောက်ထိသူတို့တွေပြင်ဆင်လာမလဲကျွန်တော်ကြည့်ရမှာဆိုတော့အာဆင်နယ်ဘက်ကဗျာကျွန်တော်ဒီနေရာမှာမာတင်အူဒီကက်ပေါ့နော်ဟိုဟိုဘာဘာလုံးမှာလဲဘာလုံးမှာလဲဆိုတော့အူဒီကက်အနေနဲ့ဒီအချိန်ဟာဟိုဒီလိုမျိုးလောက်လေးတင်သူ performance ပြလို့အဆင်မပြေတော့ဘူးကပတင်တယောက်အနေနဲ့ပေါ့နော်သူစီကမဖြစ်နိုင်တာတွေတောင်းလာတော့မဟုတ်ဘူးထားပါတော့ hat trick သွင်းမှာတော့ဘာအဲ့လိုမျိုးတွေတောင်းဆိုလာတော့မဟုတ်ဘူးဒါပေမဲ့လို့အူဒီကက်အနေနဲ့ credit midfielder တစ်ယောက်အနေနဲ့နံပါတ်10တစ်ယောက်အနေနဲ့ဒီထက်ပိုပြီးတော့ကောင်းတဲ့ performance တွေပြမှကိုကျွန်တော်ရမှာနော်ပြမှကိုကျွန်တော်ရဘာကြောင့်လဲဆိုတော့လက်ရှိဒီပွဲမှာ OD ကစီကနေဘာရခဲ့လဲအာဆင်နယ် OD ကစီကနေကျွန်တော်ဘာမှမရခဲ့ဘူးဘာမှမရဘူး pressing မှာတော့သူ့အနေသူပြေးနေတာပဲဒါပေမဲ့လို့ပေါ့နော်ပထမပိုင်းတပိုင်းလုံးမှာဘောလုံးပေးတာ6ချိန်ပဲရှိတယ်ဗျာ pass 6ချိန်6ချိန်ပဲရှိတယ်ဘယ်လိုလုပ်မင်းဟိုဟာဖြစ်မလဲ chance creation ဘယ်နှချိန်ရှိလဲ နော် risk ယူပြီးတော့လှန့်ကန်တာတွေဘယ်နှကြိမ်ရှိလဲဟုတ်တယ်မလားနော် PSG ကချစ်ချစ်လေးလေးကျွန်တော်တို့အနေနဲ့နောက်တန်းကိုပိတ်ထားတဲ့ဆိုတဲ့အနေအထားမျိုးတွေမှာကိုကဖိနေပြီဆိုလို့ချင်း risk ယူမဲ့ကစားမှလိုပြီလေသူသဖြင့် creative midfielder တယောက်ဖြစ်တဲ့အနေအထားမှာ risk ကယူရမှာပဲပြည့်ရမ100%ကြီးတေချာမှသိတယ်မလားကျွန်တော်ပြီးရမယ်ကမ်းမယ်လို့မဆိုလို့ဗျာစွန်စားပြီးတော့လိုရမယ့်အရာတွေရှိတယ်သူသဖြင့်ကိုကရှုံးနေတဲ့အချိန်မှာဟိုဟိုဝေးရနေလန့်ကန်တာတွေတော့ပြောတာမဟုတ်ဘူးဗောဗျာဒါပေမဲ့ဟိုတဲကြောင့်မလို့ ODK စီကဘာဘာမှမရဘူး နီလာအာဆင်နယ်မျောလင်းလို့ဘာမှန်းကိုကျွန်တော်မရတာဒါကြောင့်ပါတီမပါတဲ့ကွင်းတွေကတော်တော်တိတာတာဆိုတော့ဒုတိယကြော်မှာတော့ပါတီပြန်ပါမယ်ဆိုတော့အများကြီးအပြောင်းလဲဖြစ်လိမ့်မယ်လို့ထင်တယ်ထရော့ဆာမပါဘဲနဲ့မယ်ရီနိုတိုက်စစ်ပြန်သွားပြီးတော့ Rice Party ODK ဆိုတဲ့ကွင်းလင်းအတွက်ကိုပြန်ထွေးရဖို့လို့များတယ်ဒါ Thomas Party ကိုတော်တော်လိုအပ်ချက်ဘလောက်ရှိတယ်လဲဆိုတော့ကျွန်တော်မြင်နိုင်တယ်ဘာလို့လဲဆိုတော့ Thomas Party ပါရင် Declan Rice နဲ့ဒီတက်ပူကောင်းတော့မှာ နော်လက်ရှိအခုလက်ရှိကျွန်တော်တို့ဒီမာတော်မှ Declan Rice ကလုံးဝအပိုင်လုံးနေဖန်တီးသွားပြီးတယ်နော် Martinelli တို့ပါလို့ Trousers တို့ရဲ့အလုံးနေနော်ဒါပေမဲ့လို့ Declan Rice ရဲ့ ability ကဒီမှာ limit ဖြစ်နေတယ်။ဘာကြောင့်သူတာဝန်ယူထားတာက6 row ဖြစ်နေတာဗျာဒီပတ်သူပုံမှန်ကစားသလိုနံပါတ်8မှာကစားတာမဟုတ်တဲ့တွေသူ့ရဲ့ရှေ့ကိုတိုက်ဟိုတက်ရတဲ့အရာကအတိုင်းအတာတစ်ခုထိတော့ limit ဖြစ်တယ်။သူ့နေရာကိုတယောက်ကတိတ်ကိုပါမယူမချင်း limit ဖြစ်တဲ့နေရာမှာ Rice ရဲ့ကျွန်တော်ရည်ချင်းအပြည့်အဝကိုအသုံးမချလို့မရဘူး။ဆိုတော့ Declan Rice နံပါတ်8ကိုပြန်ရောက်မှအချိန်ကြီးကောင်းမှာအာဆင်နယ်တိုက်စစ်မှာအများကြီးပူပြီးတော့ဗောနော်ကျွန်တော်တို့ဒီအန်ဒီအများတဲ့အလုံးတွေမြင်ရလိမ့်မယ်လို့ထင်တယ်။ဒါပေမဲ့လို့တေးကြတာတစ်ခုကတော့ကျွန်တော်တို့ဒီ Thomas Party ပြင်လာရင် PSG ကွင်းတွေကတော့တော်တော်ကို on position out of position မှာမလွယ်တော့ဘူးလို့ကျွန်တော်ထင်တယ်။ Rice လည်းပူကောင်းလာတာကိုကျွန်တော်တွေးရလိမ့်မယ်။ဒါပေမဲ့လို့ခုနကပြောလိုပဲ Captain OD ကစီကနေပူကောင်းတဲ့ performance လို့တယ်။နောက်တစ်ယောက်က Leandro Trossa တပွဲလုံးအနေထားနဲ့ Trossa ဒီကဘာတွေးခဲ့ရလဲခုနကပြောလိုပဲ ဟိုကိုဂုံမသွင်းနေလိုက်တာကိုဒါမျိုးကြီးလုံနေတာကလွဲရင်ဗျာဘလို့အဲ့လိုအလုံးနေရတော့မင်းဂိုးမတော့ရမှာဥမာ trouser ဆိုလို့ရှိရင်ခြေထောက်ကိုနှစ်ချောင်းတန်နေကစားမှာခြေနှစ်ချောင်းတန်နေကစားမှာတကယ်အဲ့လောက်ထိကောင်းတဲ့အပိုင်လုံးနေမှာမဝင်ဘူးဆိုမှတော့ဘလို့လို့မလဲဟိုဒမ်ဘီလီတို့ပါလို့ဆိုလို့ရှိရင်ဗျာသူတို့ထက်ပူပြီးတော့ခင်းတဲ့အချိန်ကနေကန်သွားတာဘောကကိုးသွားတယ်ဒီနေရာမှာနောက်တစ်ခါထက်ကန်ကိုးညီမကိုးမှာဒါပေမဲ့လို့ဟိုဘလို့ပြောမလဲဒီလိုမျိုးလုံးဝ high level ကြီးကစားနေကြတဲ့အချိန်မှာ ရတဲ့အခွင့်အရေးတွေကိုအသုံးချနိုင်တဲ့အသင်းကဆိုလိုစီးစီးမင်းဂိုးတွေရသွားတာပဲအခုလက်ရှိခုနကပြောထရော့ဆာတို့မာတီနယ်လီတို့လုံးဝကိုကိုရမယ်လုံးနေမသေးကြဘူးเนาะသူတို့မကိုခဲ့ပြန်ဘူးဒါကြောင့်အာစနယ်ကအခွင့်အရေးတွေအသုံးမချနိုင်ခဲ့တာအဲဒီဘက်က PSG ဘက်မှာလည်းအခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာကနှစ်သင်းပေါင်းသွင်းဂိုးတွေနဲသွားခြင်းအကြောင်းရင်းပဲတကယ်တမ်းကတသိန်းနဲ့တသိန်းဂိုးတွေအပြန်လန်သွင်းနိုင်မှုကျွန်တော်မြင်နေရမှာနောက်တစ်ခုကတော့ဆာကာတို့ဟိုဘယ်လိုပြောမလဲဆာကာကတော့မလိုအပ်တဲ့အဝါကရသွားတယ်ပေါ့လေဘယ်လိုပြောမလဲဒန်လူကြီးကတော့ ဟိုအရင်ဆုံးသူဘောလုံးသွားမလုခင်မှာသူတွန်းလိုက်တာကိုနော်စီချက်တိုင်းရှိနေတယ်သူတွန်းလိုက်တယ်အဲ့ဒါဟိုမာကောင် body position ပြတ်သွားတယ်ဒါပေမဲ့လို့ဘောလုံးကဒီကစားမ6တောက်ထဲမှာပဲရှိနေသေးတော့ advantage play ကစားထားတာဒါပေမဲ့လို့နောက်တစ်ခါလူတော့စာကားရသွားတာဒုတိယမြောက်လူတာကလုံးဝဖောင်းပေးတယ်မလို့ဒီကနေ့ကဒါပေမဲ့လို့အဲ့မတိုင်ခင်မှာဘယ်လိုပြောမလဲတွန်းလိုက်တာဗျလက်နဲ့နော်ဆိုတော့ပြေးနေတဲ့ကစားမကိုတွန်းရင်တားသိတာတော့ဆိုတော့အဲ့လိုမျိုးဆိုတော့ဒန်လူကြီးကကျွန်တော်နေနေပေါ့နော်ဒီအပြစ်တော်မောက်ပေးလိုက်တဲ့စီချက်တိုင်းက နိုင်ပြီလို့နော်ဥကောင်မကြည့်နေဘဲနဲ့ကန်ထုတ်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ကအဝါကထိရေပေါ့ဒီနေရာမှာအာဆင်နယ်တော်တော်ကန်ကောင်းတာအာဆင်နယ်တော်တော်ကန်ကောင်းတာဘာလို့လဲဆိုတော့ဂျူရီယန်တင်ပါဂျူရီယန်တင်ပါလုံးဝကျွန်တော်တို့အနေနဲ့ပင်နေဒီပေးကိုပေးရမယ်လို့နိုင်လူကြီးဘာကြောင့်မြန်ပေါ့နော်ဒီပွဲကိုကျွန်တော်တို့ကပြန်မကြည့်ခဲ့ရတော့ကျွန်တော်မသိဘူးအဲ့အလုံးကိုဘာလို့မြန်ပေါ့နော်ဒါဘူရီဘာတွေပြန်မစစ်ခဲ့ရတော့မသိဘူးအဲ့အလုံးကပြေးနေတဲ့ကစားမကိုလက်ကြီးနဲ့တာပြီးပြေးလန်းပြေးလန်းကြောင်းပိတ်တာက100%ပင်နေဒီပေးကိုပေးရမှာ 100%ပဲဒါဒါကြီးကလုံးဝ PhD တွေနင့်နာရရကြီးစဉ်းစားကြည့်ပါ2စီးနဲ့เนาะကျွန်တော်ဒါပထမကျောက်ပြီးထားတယ်ဆိုလို့ချင်း PhD တွေဒါအတိုင်းအတာတစ်ခုစိတ်ချသွားပြီဟုတ်တယ်မလားဒါ1စီးဆိုတော့ဘာမှမသိရတော့ဘူး1စီးဆိုတော့အချိန်မီးဘာမှမဆိုဖြစ်နိုင်သေးတာ哦ဆို2စီးဖြစ်မှသွားတာအာဆင်နယ်တော်တော်ကန်ကောင်းနေတော်တော်ကြီးကိုပင်နေဒီမပီးလိုက်ရတာတော်တော်ကန်ကောင်းတာဒါပြင်ဂျင်ပါနေနဲ့ကဘာရာကိုဖောင်းတာ3ချိန်4ချိန်လောက်ရှိတယ်အဝါကက်တကက်မှမထိခဲ့ဘူးဆိုတော့တော်တော်လေးကိုကန်ကောင်းနေပေါ့နော်ဘာလို့လဲဆိုတော့အာတီတာရဲ့အတင်မှာတင်ပါ right web right web မှာတော်တော်ကိုအေးပါတဲ့ကစားမှာပါ နော်ဘန်ဝိုက်တို့ပါလို့ကောင်းနေဆိုတာကတင်ပါတို့ကမမီဘူးနော်ဆိုတော့အဲ့လိုအရေးကြီးတဲ့ကစားမမျိုးကိုကျွန်တော်တို့ကအဝါတွေပါတွေမထိပဲနဲ့ကျွန်တော်တို့ဘောနော်ဒီဒုတိယကြော်လဲပါနေမဲ့အချိန်မျိုးကဒါတော်တော်ကောင်းနေလို့ကျွန်တော်ပြောရမယ်ကီဗီယောကလည်းဟိုအတိုင်းတာတစ်ခုကြီးတော့သူကလည်းသူတောင်းဝင်ကြည့်တယ်လို့ပြောရမှာပေါ့လေဆန်နာဘက်ဆိုတဲ့အခါကျတော့အများကြီးဘာမှတော့ perform လုပ်နိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့ဆာလီဘာကျွန်တော်တို့တချို့ဒီလုံးဝ block သွားတာတွေဘာကူလာတို့ပါလို့ကင်မဲလုံးတွေကိုရှင်းသွားတာတွေတော်တော်လေးကိုကောင်းနေဒါကြောင့် Arsenal ဘက်ကကျွန်တော်ကြည့်ရင် မာတင်အိုဒီကဲတို့မာတင်နယ်လီတို့ထရော့ဆာတို့ကဒီပွဲမှာတော်တော်ကိုပုံနေခဲ့တယ်လို့ကျွန်တော်ထင်တယ်။ဒုတိယအကြော့မှာသူတို့ပြန်ပြီးတော့ကောင်းလာဖို့ပဲသူတို့ကြည့်ရတော့မယ်။ဆိုတော့ပရမအကြော့တော့ဒါရှုံးနေသွားခဲ့တယ်ပေါ့လေ။ဟိုဒီလိုဒါပဲလို့ပေါ့နော်။ဝမ်းစီဆိုတော့အာဆင်ဘက်မှာမျှော်လင့်ချက်မရှိဘူးလို့တော့ကျွန်တော်ပြောလို့မရအောင်ဗျ။ချန်ပီယံစ်လိဂ်ကဝမ်းစီဆိုတာမင်းဘာမှမဟုတ်ဘူး။နော်အချိန်မီပြီးဘာမှမဆိုဖြစ်သွားနေသွန်းရှိတယ်။ချွေးကြတော့လေဘယ်လိုပြောမလဲဒီမယ်ရီနိုရဲ့အလုံးကိုပင်နေတီပေးရမယ်ပေါ့။ဟိုဂျောင်နီဘက်ဖြစ်လိုက်တဲ့အလုံးကိုနော်။ အနှီးပြကွက်တွေပြနေတာပဲဗျာသိတယ်မလားနော်ဟိုဘောလုံးကြီးကိုကျွန်တော်တို့ညဟို6ချောင်းကြီးနဲ့အရင်ရှင်းသွားတာယူပင်နေတော့ပြီးလို့မရဘူးလीနော်ဆိုတော့ဒါဒါမူလီတွေပဲရှိတယ်ကျွန်တော်တွေရတော့တူတူကြိုင်းမရှိခဲ့ဘူးသူတို့ပြန်ဒန်လူကြီးကဟိုပြည်တံပေးတဲ့နေအရာတွေကိုမပေးတာနော်ဗါလဲအဝါကမပြတဲ့နေတာပြတာပြတဲ့နေတာမပြတာဒါမူလီကတော့ပြောစရာတွေဖြစ်ဒါပေမဲ့ဒိုင်းအဆင်ပြေပါတယ်ဒီနေ့ပွဲမှာကျွန်တော်ကြည့်နေတယ်သူ့ဟာနဲ့သူအချင်းကြီးကောင်းပါတယ်ခုနကဒီဂျူရီယန်တင်မာကိုအဝါကမပြတာကလို့ရင်သူ့ဟာနဲ့သူအချင်းကြီးကောင်းတယ်လို့ကျွန်တော်ပြောရမယ်တင်မာဖောင်းတာမြင်ပဲသုံးလေးချင်းရှိတယ် အဲ့တော့ဆိုတော့ဒိုင်လူကြီးအနေနဲ့တော်တော်လေးကိုတိုင်ပတ်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။အဆောကြီးအဲ့ဒိုင်လူကြီးတော်တော်အဆင်ပြေခဲ့တယ်လို့ကျွန်တော်ထင်တယ်ဘောနော်ဒီပွဲမှာ။ဒါကြောင့်လည်းပွဲကတော်တော်ကြည့်ကောင်းခဲ့တာ။ဂျားတိုင်းမှာဘာမှကွန်ထရိုပါချေအရင်ရင်ဖြစ်စရာတွေအများကြီးရှိမှသွားခဲ့ဘူး။ခုနကပင်နေဒီလုံးဝပေးရမယ့်အလုံးကိုမပေးရလို့မပေးရတာပဲ။ဒါတော့ PSG တော်တော်ကြီးကိုနစ်နာတဲ့အရာပါ။အကယ်လို့မြန်ဒုတိယကျဒုတိယကျောမှာဒီကောင်တွေအိမ်ခွေးမှာ2-1နဲ့ရှုံးသွားပြီးတော့ဒီကောင်တွေထွက်လိုက်ရတယ်ဆိုလို့ရှိရင်တိုင်းရပတ်အောင်မှာဟုတ်တယ်ဒူးစီနဲ့ရှုံးသွားလို့ထွက်လိုက်ရတဲ့ပါညာဆိုလို့ရှိရင်သိတယ်မလားတကယ်တမ်းအဲ့လုံးကနစ်နာသွားမှာဒါပေမဲ့လို့ဒါ တန်လူကြီးကတော့မပေးခဲ့ဘူးပေါ့လေဆိုတော့ဒုတိယကြောင့်မာတော်ကိုကြီးကောင်းအောင်မှာပါအာဆင်နယ်တွေ့တော့ဒါကပတိန်တို့ထရော့ဆာတို့မာတီနယ်လီတို့အများကြီးတိတက်ပူကောင်းနိုင်မှကျွန်တော်ရမှာပါဝမ်းစည်းဆိုတော့ဘာမှဆိုဖြစ်သွားနိုင်ဆိုရှိသေးတဲ့အနေအထားမျိုးဆိုတော့ညီကလူအနေနဲ့ရောဘယ်လိုမင်းကြလဲဒီညာပွဲနဲ့ပတ်သက်ပြီးတော့အာဆင်နယ်နည်းနဲ့ဒုတိယကြောင့်ခံဘက်ပြန်လာနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားဒါပေမဲ့အင်ရှင်ဖြစ်တဲ့ PSG ရဲ့ဘက်ကပဲအနိုင်ရလနဲ့နောက်ဆင့်တက်သွားမယ်ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သမီးအားကြီးပါတယ်